မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 12ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတန်းရေဦးမြို့နယ်ရေဦးမြို့ရဲ့မြောက်ဘက်ကိုအင်အားပြထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ခွေးတကောင်တင်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်စ၁၂ရက်နေ့မနက်၈ :25 မိနစ်အချိန်မှာရေဦးမြို့အတွင်းမှာတပ်ဆွဲထားတဲ့စစ်ခွေးနဲ့ပြူခွေးအင်အားတရာခန့်နဲ့ရေဦးမြို့ရဲ့မြောက်ဘက်ရွာတက်ရွာအနီးကိုအင်အားပြစစ်ကြောင်းထွက်လာခဲ့ရာရွာတက်ရွာတောင်ဘက်တနေရာရောက်မှာမိုင်းပွိုင်တပွိုင်နဲ့မိုင်းဆွဲတိုက်ခတ်ခဲ့ရာစစ်ခွေးတကောင်တင်ဆုံပြီးတော့ နှကောင်ကတော့အပြင်းထန်ဒဏ်ရရှိသွားတယ်လို့သိရပါဗျ။စစ်ခွေးတကောင်တည်ပြီးနှကောင်ကတော့အပြင်းစားဒဏ်ရရှိသွားပါတယ်။စစ်ခွေးစစ်ကြောင်းကရေဦးမြို့ရဲ့မြောက်ဘက်ရွာသိပ်ရွာအနီးကိုစစ်ကြောင်းအထွက်ပြတဲ့သဘောပါ။ drone နဲ့လည်းဘုံသီးချပြီးတော့တိုက်ခတ်ခဲ့သေးတယ်။ဒါပေမဲ့ drone ဘုံသီးကရေထဲကိုကျသွားတာမို့လို့ဘုံသီးမကွဲဘူး။အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲတော့မဖြစ်ခဲ့ပါဘူး။နေရာကမြို့နယ်ကပ်ရပ်မီတာ900လောက်ပဲဝေးတာပါ။အခုတော့ဒီစစ်ခွေးတွေမျိုးတဲကိုပြောင်းဝင်သွားပါပြီလို့ရေဦးမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ပတ်ကဖကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။ ၎င်းတက်ခိုက်မှုကိုရဲဦးမြုံနယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကလက်ရုံးတပ်ဖွဲ့ကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းနဲ့မိဘပြည်သူလူထုနဲ့အတူတသားတည်းရှိနေတယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်ဗရန်တန်နယ်မှာရှိတဲ့နယ်ရီကန်ဘျူဟာမကြဆုံးရေးအတွက်အမ်ဘရန်လမ်းပိုင်းကိုနယ်မြေစိုးမိုးနိုင်ရန်အတွက် အကြမ်းဖက်စစ်ခွေးတပ်ကအင်အားတွေဖြည့်တင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဩဂတ်စ၈ရက်နေ့ကစုံကုန်းအခြေဆိုင်အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်မဆာခ905ကစစ်ရင်အားအပြည့်ပါတဲ့စစ်ရင်တန်း၅စီးဟာဗဒန်းဘက်ကိုထွက်ခွာလာခဲ့တယ်လို့ရှေ့တန်းသတင်းအမြင့်များထံကသိရပါဗါတယ်။အဲ့ဒီနောက်မွန်လွဲ၂နာရီကမှအင်အားအပြည့်ပါတဲ့စစ်ရင်တန်း၂စီး ဇင်းပြုံးဘက်ကိုဆက်လက်ပြီးတော့ဥတီလာတယ်လို့သိရပါတယ်။နိုင်ငံဘက်ကနေပြီးတော့လက်နက်ကြီးတွေကတော့နေတိုင်းပြစ်ခတ်နေပါတယ်။ကာကင်းစခန်းတွေထဲကတချို့လဲစစ်တပ်ကလက်လွတ်လိုက်ရတာတွေရှိတယ်။စစ်ရင်တန်းတွေနဲ့လည်းအင်အားတွေဖြည့်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။နိုင်ငံဘက်မှာလည်းနေတိုင်းလိုလိုလက်နက်ကြီးပြစ်ခတ်မှုများရှိနေပြီးတော့ဗစီကြီးဘက်ကအင်အားဖြည့်တင်းကလက်နက်ရိတ်ခါများဖြည့်တင်းမှုများလည်းရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ9ရက်နေ့ကလည်းနိုင်ငံအနီး စစ်ကောင်စီနဲ့အရခတက်တော် AA ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားရာစစ်ခွေးတွေဘက်ကတိုက်စုံးမှုတွေများပြားခဲ့တယ်လို့သိရပါဗျ။ AA ကလည်းနိုင်ငံအနီးမှာရှိတဲ့ MPD တာဝါတိုင်းစခန်းကုန်းကိုသိမ်းယူထားပြီးတော့ကာကင်းစခန်းငယ်အချို့ကိုလည်းသိမ်းပိုက်ထားရာအကြီးဆုံးခန်းစစ်စခန်းဆိုလို့ကမ္ဘာလုံးစခန်းကုန်းမှာကြံတော့တယ်လို့သိရပါဗျ။စစ်ကောင်မရှင်ကရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးတော့ထုတ်ပြန်လာပြီးတဲ့နောက်စစ်ရဲတွေတင်းမာနေတဲ့နေမြေများကိုစစ်ကြောင်းထိုးခြင်းနဲ့စစ်အာဖြစ်တင်းခြင်းများကိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညံခရိုင်မြင်းညံမြို့အနီးမှာအင်အားတထောင်ခန့်ရှိတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုခုခံတိုက်ခိုက်ရာစစ်ကောင်စီတပ်သားအယောက်80ထဲမနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ31ရက်နေ့ကမြင်းညံမြို့အနီးမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့ဝင်များထိန်းချုပ်ထားတဲ့နေမြေအတွင်းကိုအကြမ်းဖက်စစ်ခွေးတပ်ကအင်အားတထောင်ခန့်နဲ့စစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့ရာဩဂတ်စ1ရက်နေ့မှာတကြိမ်ဩဂတ်စ2ရက်နေ့မှာတကြိမ်စုစုပေါင်းတိုက်ပွဲ2ကြိမ်ဖြစ်ပွားပြီးတော့စစ်ခွေးဘက်ကစုဖွဲ့မှုတွေပြိုကွဲကာ တက်လှန်ပြီးတော့အကုန်လုံးဆုံးခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။အခုလိုထွက်ပြေးသွားပြီးတဲ့နောက်ထမှန်ပြီးတော့အင်အားဖြည့်တင်းလာတဲ့အတွာလေချောင်းပစ်ကူအလွန်ကျွံသုံးဆွဲပြီးနောက်ထပ်တစ်ကြိမ်ထိုးစစ်ဆင်လာခဲ့ရာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကအပြင်းထန်ခုခံတိုက်ခိုက်ခဲ့တော့လဲတိုက်ပွဲအချိန်ကြာမြင့်လာတာနဲ့အများလက်နက်ခဲယံပြတ်တောက်သွားတဲ့အတွက်ကြောင့်ဩဂတ်စ်လ10ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့အများရဲ့စခန်းအချို့ကိုလက်လွတ်ပေးခဲ့ရတယ်လို့သိရပါတယ်။ ဲ့ဒီတိုက်ပွဲတွေအတွင်းမှာကျမစစ်ခွေးတက်ကစစ်သားအယောက်80ထက်မနည်းသိမ်းဆုံးက190ကျော်ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတော့လက်နက်ခဲယမ်းအချို့ကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲက9လပိုင်း31ရက်နေ့ကစဖြစ်တာပါဒီကနေ့အထိပဲဆိုပါတော့ဒီကနေ့မနေ့တောင်မှတိုက်ပွဲထပ်ဖြစ်သေးတယ်ဒီနေ့ရောဆိုရင်စုစုပေါင်း12ရက်ကျော်နေပါပြီကျွန်တော်တို့ဘက်ကစခန်းအချို့လက်လွတ်ပေးလိုက်ရတာတွေရှိပါတယ် ခဲရန်ပြတ်တောက်သွားတဲ့အတွက်ကြောင့်စခန်းအချို့လက်လွတ်ပေးလိုက်ရတာပါဒါပေမဲ့ကျွန်တော်တို့တွေလုံးဝဆုတ်သွားမှာမဟုတ်ပါဘူးပျောက်ကြားနည်းနဲ့တိုက်ခိုက်တာတွေရှိနေသလို defense ပြင်ပြီးတော့တိုက်ခိုက်နေတာတွေရှိပါတယ်စစ်ခွေးတွေရဲ့ဝါရဖြတ်တဲ့သတင်းတွေမှာတော့အမျိုးမျိုးတက်နေကြတာပေါ့မြေပြင်မှာတော့စစ်ခွေးအကြဆုံးများနေပါတယ်အလောင်းနေတောင်မှမကောက်နိုင်ဘူးဖြစ်နေတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ပြည်သူလူထုကိုအပြည့်အဝမကွာကွယ်ပေးနိုင်တဲ့အတွက်တောင်းပန်ပါတယ်ဒါပေမဲ့အကောင်းဆုံးပြင်ဆင်ပြီးတော့စစ်ခွေးတွေကိုပြန်လည်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်ပါတယ် အခုချိန်ထိလဲတိုက်ခိုက်နေသေးပါလို့မြင်းကြံ Black Tiger MBD တပ်ဖွဲ့ခေါင်းဆောင်ဘိုမိုက်ခဲကပြောကြားထားပါတယ်မြင်းကြံ Black Tiger MBD တပ်ဖွဲ့အထူးကွန်မန်ဒိုစစ်ကြောင်းကစုစုပေါင်းရဲဘော်9ဦးနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ကရဲဘော်အချို့မြင်းမြတ်စွာအသက်ပေးလူခဲ့ရပြီးတော့လက်နက်ခဲအချို့ဆုံးရှုံးမှုများလည်းရှိခဲ့တယ်လို့သိရပါဗျ။မြင်းကြံ Black Tiger MBD တပ်ဖွဲ့ကိုလာရောက်ပြီးတော့ကူညီအားဖြည့်ပေးတဲ့မဟာမိတ်တပ်ဖွဲ့များကိုလည်းအထူးကျေးဇူးတင်ရှိပါကြောင်းနဲ့ MBD တပ်ဖွဲ့အနေနဲ့ခဲရန်တွေကိုပြန်လည်ဖြည့်တင်းပြီး အကောင်းဆုံးစ조사ကစစ်ခွေးတက်ကိုပြန်လဲတိုက်ခိုက်ချိန်မုံးသွားမှာဖြစ်တယ်လို့အတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းဇကိုင်းမြို့နယ်တောင်ရင်ရွာအနီးကိုအကြမ်းဖက်စစ်ခွေးတက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာအလောင်းများထပ်မံတွေ့ရှိခဲ့ပြီးတော့တေဆုံးသူ16ဦးတိုးလာပြီးပြည်သူအယောက်20ကျော်ဟာလည်းထိခိုက်ဒဏ်ရာရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ17ရက်နေ့မွန်လွယ်2နာရီခန့်မှာဇကိုင်းမြို့နယ်တောင်ရင်ရွာအနီး ရေရနားထားတဲ့စားတော့ဆိုင်ကိုအကြမ်းဖက်စစ်ခွေးတိုက်ရဲတရုပ်လေးတက်ကနေတက်လာတဲ့တိုက်လေရင်၂စီးနဲ့မိထီလာလေးတက်ကနေတက်လာတဲ့တိုက်လေရင်၂စီးတို့ကလေချောင်းတက်ခတ်မှုအကျိန်20ခန့်ပြုတ်လုသွားတယ်လို့သိရပါတယ်။မနေ့ကလေချောင်းတက်ခတ်မှုပြီးလင်ပြီးခြင်းပဲလေချောင်းတက်ခတ်မှုကြောင့်တိတ်ဆုံးသူအလောင်း9လောင်းကိုပြင်းရှိခဲ့ရတယ်လို့ပြောပါတယ်။ဒီကနေ့မှလည်းအဲ့ဒီလေချောင်းတက်ခတ်တဲ့နေရာကိုတော်လိုင်းတပ်ဖွဲ့တွေကထပ်မံပြီးတော့နေမြေရှင်းလင်းရေးပြုတ်လုရမှာလေချောင်းတက်ခတ်မှုကြောင့်တိတ်ဆုံးနေတဲ့အလောင်း9လောင်းထပ်မံတွေ့ရှိခဲ့ပြီးတော့တိတ်ဆုံးသူ16ဦးအထိရှိလာတယ်လို့ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေဟာလည်းပြည်သူအယောက်20ကျော်ရှိနေပြီလို့သိရပါတယ်။တေဆုံးခဲ့တဲ့သူတွေအများစုကသခိုင်းနဲ့မရီယာမြို့နယ်ကသူတွေပါခီးသွားပြည်သူတွေနဲ့ကုံကားသမားတွေနားနေတဲ့စားတောက်ဆိုင်တွေကိုဘုံကျဲတာအဲ့ဒီဆိုင်တဲ့တွေကိုကျဲချသွားတာပါမနေ့ကတော့ခဏလောင်းပဲတွေ့ပြီးကြိုလိုက်တာပါလေရင်တွေကအရန်ကိုဝဲနေတော့နေမြေရှင်းလင်းတာ မနေ့ကအကုန်မပြီးလိုက်ဘူးဒီနေ့မှာထပ်ရှင်းတော့၉လောင်းထပ်တွေ့ပါတယ်စုစုပေါင်း၁၆လောင်းရှိသွားပါပြီလို့ဒေတာရင်းတော်လိုင်းရဲ့သတင်းအင်းမေကပြောပြထားပါဗျာ ်မနေ့ကလေကြောင်းတက်ခတ်မှုကြောင့်တိတ်ဆုံးသွားတဲ့သူတွေအလုံးဟာအရသာပြည်သူတွေသာဖြစ်ပြီးတော့တော်လိုင်းရဲဘော်များလုံးဝမပါဝင်ဘူးလို့သိရပါတယ်စစ်တပ်ကအရသာပြည်သူများတွာလာရနေရနဲ့အဆောက်အုံနေမှန်သိရတဲ့လေကြောင်းတက်ခတ်မှုလုံဆောင်သွားခဲ့ခြင်းဖြစ်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းငဇုံမြို့နယ်နဘဲပင်ကျူးရွာနယ်ကြောက်တန်ရွာတို့ကိုအချမ်းဘတ်စစ်ခွေးတပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့မိတင်ရှုတ်နေကပြည်သူ၅ဦးကိုဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စတာ၁၂ရက်နေ့မနက်၆နာရီမှာအကြမ်းဖက်စစ်ခွေးတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ကြေးရွာ၂ရွာကပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဒေသခံပြည်သူများထံကသိရပါဗျ။မနက်၆နာရီလောက်မှာစပြီးပြေးရတာပါ။ဒရုန်းနဲ့စင်းနဲ့အရင်ဘုံကျဲတာဗျ။ပြီးမှလက်နက်ကြီးတွေနဲ့ထုပြီးတော့ရွာထဲကိုဝင်လာကြတာ။ အရင်ကစစ်ကြောင်းထိုးဘုံကျဲလို့တောထဲမှာတဲအိမ်စောင့်နေရတဲ့စစ်ဆောင်တဲတွေကိုပါမိရှုသွားတာပြည်သူ၅ဦးလောက်ကိုလည်းစစ်တပ်ကဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်။အချမ်းမဲ့စစ်ခွေးများကနဘဲရွာကိုမီးတင်ရှို့ရမှာရွာရဲ့မြောက်ပိုင်းကိုအ धिक မီးရှို့နေတဲ့အတွက်မြောက်ပိုင်းကအင်ဂျင်များအလုံးပြကြသွားပဲရှိတယ်လို့သိရပါတယ်။နဘဲပြင်ရွာဟာအင်ဂျင်400ကျော်ရှိပြီးတော့ကြောက်တိုင်ရွာမှာတော့အင်ဂျင်အနည်းငယ်သာရှိတယ်လို့ဒေသခံပြည်သူများထံကသိရပါတယ်။အခုကနဘဲပြင်ရွာရဲ့မြောက်ပိုင်းကိုစစ်ခွေးတွေကမီးရှို့နေတာပါ။ အခုချိန်ထိလည်းကျွန်တော်တို့ဘာမှမဆားသေးပါဘူးမီးတွေကလည်းလောင်နေတာမှအရန်ကိုကြီးတာဗျထမ်းရွက်တဲတွေဆိုတော့မီးဆွဲထားတဲ့ထမ်းရွက်ပြားတွေကကျွန်တော်တို့ပြေးလာတဲ့တောင်ဘက်အထိပါလွင့်လာတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။ငတ်စုံမြို့နယ်မှာအကြမ်းဖက်စစ်ခွေးတက်ကစစ်ကြောင်းများခွဲပြီးတော့မြို့နယ်အတွင်းကိုဝင်ရောက်နေပြီးအဓိကအားဖြင့်ပြည်သူများရဲ့နေအိမ်များကိုမီးတင်ရှို့ခြင်းအဖို့တန်ပစ္စည်းများကိုလူရဲ့ချင်းများကိုစစ်ခွေးတွေကလုဆောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရရမြို့နယ်တောင်သာမြို့နယ်နဲ့သကိုင်းတိုင်းဝက်လက်မြို့နယ်တို့မှာရှိတဲ့ကြေးရွာများကိုအချမ်းဘတ်စစ်ခွေးတပ်က1 12လေယာဉ်များလက်နက်ကြီးများနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ပြည်သူထောင်ထဲချီပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့ဩဂတ်စ12ရက်နေ့မနက်8:00နာရီအချိန်ကစတင်ပြီးတော့မရရမြို့အရှိတ်အချမ်းမှာရှိတဲ့ကြေးရွာများကိုစစ်ခွေးတပ်ရဲ့1 12လေယာဉ်နဲ့14ချိန်ထဲမှနဲ့ဘုံကျဲချခဲ့တယ်လို့သိရပါတယ်။အချမ်းဘတ်စစ်ခွေးတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာ ပြည်သူများထိခိုက်မှုရှိမရှိကိုအတိမပြုတ်နိုင်သေးပဲဂျေးရွာနေပြည်သူများဟာတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါဒ်အလားတူပဲမရရမြို့ပေါ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကဟာဝဇာလက်နက်ကြီးများနဲ့ဝက်လက်မြို့နယ်အဆက်မင်းဝန်တောင်ရိုးတလျှောက်ကိုအဆက်မပြတ်ပိတ်ခတ်နေတဲ့အတွက်ပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါဒ်ဝမ်ထော့နဲ့အဆက်မပြတ်ဘုံကျဲနေတာပြည်သူတွေလည်းဘေးလွရာကိုရှောင်နေရတယ်။နောက်ပြီးတော့မရီယာမျိုးဘကစစ်ခွေးတွေကလည်းဝက်လက်မျိုးနဲ့ရှိမကကြေးရွာအနောက်ဘက်ကမင်းဝန်တောင်ရိုးတလျှောက်ကိုလည်းစစ်ခွေးတွေ လက်နက်ကြီးတွေနဲ့ဇက်တိုက်ကိုပြစ်ခတ်တိုက်ခိုက်နေပါတယ်လို့ Wallet Informational Network ကတာဝန်ရှိသူကပြောဆိုထားပါတယ်။ဒါ့အပြင်တောင်တန်နဲ့မလိုင်မြို့နယ်အဆက်ကိုလည်းအကြမ်းဖက်စစ်ခွေးတိုက်ရဲ့မိထီလာ၄တက်ကနေတက်လာတဲ့စက်တက်၄ထီးများနဲ့၄ချိန်တိုင်တိုင်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါတယ်။မနေ့ကဩဂတ်စ၁၇ရက်နေ့မနေ့၂နာရီခန့်အချိန်ကစတင်ပြီးတော့တောင်တန်နဲ့မလိုင်မြို့နယ်မှာရှိတဲ့ကြေးရွာကိုဘုံဒီဆယ်လုံးကျဲချတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုမရှိတော့လဲစစ်ခွေးတက်ကလေကြောင်းတိုက်ခိုက်မှုများကိုနေ့စဉ်ပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေဟာကြေးရွာတွေထဲမှာနေထိုင်ရခြင်းမရှိသေးတဲ့အတွက်ကြောင့်လက်ရှိအချိန်ထိကိုထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသတင်းရရှိပါရယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံပရာချင်ဘူရီခရိုင်မှာရှိတဲ့စတီးဆက်ယုံမှာ တတုအရေးကြိုတဲ့မိဘပေါက်ကွဲမှုကြောင့်မြန်မာလူသမားတို့ဦးတည်ဆုံးပြီးတော့တအုပ်တံရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ12ရက်နေ့မနက်3:00နာရီကမှစီမဟာဖို့ဒေတာမှရှိတဲ့စတီးဆက်ယုံရဲ့ဒုတိယအထက်မှာမိဘပေါက်ကွဲခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။မိဘရဲ့ဘေးမှာတတုအရေးများထိဆင်လောင်ကျွမ်းကမြန်မာအမျိုးသားတို့ဦးတည်ဆုံးပြီးတော့မြန်မာအလုသမားအခြားတအုပ်ဟာလည်းလက်များလောင်ကျွမ်းပြီးတော့ဒဏ်ရာအပြင်းထန်ရရှိထားတယ်လို့ထိုင်းသတင်းများကဖော်ပြထားပါတယ်။ဒဏ်ရာရရှိထားတဲ့အလုသမားများကို ကယ်ဆယ်ရေးအဖွဲ့များကကယ်ဆမရက်ဈေးရုံကိုပို့ဆောင်ပေးခဲ့ပြီးတိတ်ဆုံးသွားတဲ့မြန်မာအလုံသမားရဲ့အလောင်းကိုစစ်ဆေးနိုင်ရန်အတွက်စီမဟာဖို့ဈေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါဗါးလက်ရှိမှာတတုအရေးကြိုတဲ့မိဖို့ပောက်ကွဲရခြင်းအကြောင်းရင်းကိုစုံစမ်းမှုများဆက်လက်စစ်ဆေးနေတယ်လို့သတင်းမှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ